နှစ်တာရကိုအစိုးရတစ်ကပေါ်ဆောင်ပေးနိုင်ဖို့ပါအဲ့မှာဒီမိုကရေစီရဲ့အနှစ်တာရကိုပြောတဲ့အခါမှာကျမတက်ဖို့ဆက်ထားဆုံးအရာတစ်ခုကအရေးကြီးဆုံးဖြစ်နေတယ်လို့လည်းထင်တဲ့အရာတစ်ခုက inclusiveness မေလ22ရက်ကစပြီးသုံးရက်ကြာပြုလုပ်နေတဲ့လူခွင့်ရေးဖိုရမ်မှာလူခွင့်ရေးကာကွယ်စောင့်ရှောက်ရေးအရက်ဖက်အဖွဲ့တွေတက်ရောက်ပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ NRI အစိုးရသက်လက်ထက်မှာရင်ဆိုင်ရမဲ့လူခွင့်ရေးပြဿနာတွေအကြောင်းဆွေးနွေးကြတာဖြစ်ပါတယ်။မြန်မာပြည်မှာ NRI အစိုးရသက်လက်ထက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့ဒီမိုကရေစီအပြည့်အဝရဖို့အတွက်လူခွင့်ရေးတွေကိုမဖြစ်မနေကာကွယ်ပေးဖို့တော့လိုအပ်ပါတယ်။ ော်ကျွန်တော်တို့နိုင်ငံကခုတော့ဒီမိုကရေစီနိုင်ငံဖြစ်သွားပြီပဲပြောပါတော့เนาะအဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီစနစ်ကိုတည်ဆောက်တော့မယ်ဆိုဒီမိုကရေစီစနစ်ကိုနောက်ပြန်လမ်းမကြောက်အောင်ကြားကန်ပေးတာလူ့ခွင့်ပါပဲအဲ့တော့ तू ကဒီမိုကရေစီမရှိဘဲနဲ့လူ့ခွင့်ဆိုတော့မရှိနိုင်အောင်ပေါ့ဒါပေမဲ့အဲ့ဒီမိုကရေစီပြန်ပြီးတော့နောက်ပြန်ဆုတ်မသွားအောင်လူ့ခွင့်ရေးကိုဒီ society နဲ့ community တခုလုံးကလေးစားလိုက်နိုင်မှုရှိလာဖို့လိုပါတယ်အခုသမီးကျွန်တော်တို့နိုင်ငံမျိုးပေါ့เนาะဒီမိုကရေစီကိုရှေ့ဆက်ပြီးတော့အားကောင်းအောင်ပို့ပြီးကြံ့ခိုင်အောင် လုပ်ဖို့အတွက်ဆိုကျွန်တော်တို့ပြည်သူလူထုရောကျွန်တော်တို့လက်နက်ကိုင်းတပ်တွေအကုန်လုံးပေါ့เนาะဒီ state ကိုအားလုံးကလူ့ခွင့်ရေးကို လေးစားလိုက်နာဖို့နဲ့လိုပါတယ်လို့မြင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီလူခွင့်ရေးကာကွယ်စောင့်ရှောက်သူများဖိုရမ်ဆိုတာကိုလည်းလိုအပ်ခြင်းအကြောင်းတရားတစ်ခုပါပဲ။လူခွင့်ရေးကာကွယ်စောင့်ရှောက်သူများဖိုရမ် HRDF ဟာ2014ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီးပြည်တွင်းပြည်ပလူခွင့်ရေးအဖွဲ့တွေစုစည်းထားတာဖြစ်ပါတယ်။လူခွင့်ရေးနဲ့ပတ်သက်ပြီးအဖွဲ့အစည်းချင်းချင်းသတင်းချက်လက်တွေမျှဝေရင်းလုပ်ငန်းပုံမှုကျေပြန့်မှုအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့လူခွင့်ရေးချိုးဖောက်ခံရတယ်ဆိုတဲ့စကားကြားရင် တိုင်းရင်းသားတွေကိုအရင်ဆုံးပြေးမြင်မိမှာဖြစ်ပါတယ်။ခရီးဥပဒေစိုးမိုးရေးလို့ပြောထားပေမဲ့ရှိပိသားဥပဒေတချို့ကလူ့အခွင့်အရေးစံချိန်တွေနဲ့မကန့်ညီဘူးလို့ဒီဖိုရမ်မှာပြောဆိုခဲ့ကြပါဗျ။ ဒီလူအခွင့်အရေးကိုကြည့်မယ်ဆိုလို့ရှင်လူအခွင့်အရေးပေတံကအပီပီဆိုင်ရာလူအခွင့်အရေးချိန်ကဇာတ်လမ်းထဲမှာပါတဲ့အခွင့်အရေးတွေကိုပါအဲ့ဒါကကျွန်တော်ပေတာ။နောက်ဆုံးဒီနိုင်ငံမှာဥပဒေစိုးမိုးရေးလို့ပြောတော့ပြောတယ်။ဒါပေမဲ့တချို့ဥပဒေတွေကတချို့လူတွေအတွက်ကဘာမှအရေးပဲမရှိဘူး။အဲ့လိုမျိုးဖြစ်သွားတယ်။ကျွန်တော်တို့လူအခွင့်အရေးကောက်ွယ်ဆောင်ချတဲ့လူတွေအနေနဲ့ထိတာကတော့နိုင်ငံတကာစံချိန်စာနှုတ်မျိုးပဲရှိတယ်။ကုလသမဂ္ဂအချက်ပေးထားတဲ့လူသားတိုင်းလိမ့်နိုင်ရမယ်။လူအခွင့်အရေးပေတာနဲ့မထင်လို့ထိ Bây g